ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့လွန်ခဲ့တဲ့နှစ်သံပေါင်း120ကဩစတြေးလျအာနာတီကာတိုင်းမှာအေးခဲမှောင်မိုက်တဲ့မြေမှာဒိုင်နိုဆောရဲ့အသက်ရှင်နေထိုင်ခဲ့ကြရဲဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်သံ120လောက်တုန်းကဩစတြေးလျနဲ့အာနာတီကာတိုက်တွေပါဝင်တဲ့စူပါတိုက်ကြီးရဲ့အစိပ်ပိုင်းဖြစ်ခဲ့ပူတယ်အေးခဲမှောင်မိုက်တဲ့မြေနေရာတစ်ခုမှာတော့ဒိုင်နိုဆောတွေရှင်သန်ခဲ့ရုံနာမကပဲကြီးထွားခဲ့တယ်ဆိုတာကိုသူတေသနာအသက်တစ်ခုကနေဖော်ထုတ်ပြသလိုက်တာပဲဖြစ်ပါတယ် ဒီတွေးရှိမှုကဒိုင်နိုဆောတွေရဲ့နေထိုင်ရာပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့အရင်ကယူဆချက်တွေကိုစိန်ခေါ်လိုက်ပြီးတော့အစွန်းရဝင်ရွှန်းစွန်းဒေတာအခြေအနေတွေကိုဘလောက်အထိအောင်မှလက်ရုံးညီတွေဖြစ်အောင်နေထိုင်နိုင်ခဲ့လဲဆိုတာကိုဖော်ထုတ်ပြသနေရပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်သန်း120 British Scala တုန်းကအခုအော်စတြေးလျပြည်နယ် Victoria လို့ခေါ်တဲ့နေရာဟာဆိုရင်ဝင်ရွှန်းစွန်းဆောင်းဝိုင်းထဲမှာတည်ရှိပြီးတော့ Equator ရဲ့တောင်ဘက်80ဒီဂရီလောက်မှာရှိခဲ့ပါတယ်။ ဒီဒေတာဟာဆိုရင် လာပေါင်းများစွာမှောင်မိုက်နေခဲ့ပြီးတော့အလွန်ကိုအေးတဲ့အပူချိန်ကိုခံစားခဲ့ရပါတယ်။ဒါကဒီနေ့ခေတ်လူသားတွေရှင်သန်မှုမတင့်တော်တဲ့ရှားဒီဥတုပဲဖြစ်ပါတယ်။ဒါပေမဲ့လို့ကြောက်ဖြစ်ရုပ်ကျွင်းအယိုးတွေကတော့ဒိုင်နိုဆောတွေဒီလိုကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှာအသက်ရှင်နေထိုင်ခဲ့တယ်ဆိုတာကိုဖော်ပြနေတာပါ။မဲဘုံတက္ကသိုလ် University of Melbourne ရဲ့တဘာဝပတ်ဝန်းကျင်ဘူမိသိပ္ပံပမောက္ခဖြစ်ပြီးဒီလေးလာမှုရဲ့ပူးတွဲစာရေးဆရာ Bia Cora Cities က အစိုးရအခြေအနေတွေကိုအလေးပေးပြီးတော့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။အခုဗစ်တိုးရီးယားတို့ခေါ်နေတဲ့နေရာဟာဝင်းယောဆန်ဆက်ဝိုင်းထဲမှာတည်ရှိပြီးတော့အီကွေတာရဲ့တောင်ဘက်80ဒီဂရီအထိရောက်ခဲ့ပြီးလာပေါင်းများစွာမှားမိုက်နေခဲ့ပါတယ်လို့သူကနေပြောခဲ့တာပဲဖြစ်ပါတယ်။ Crasitis ဟာဝင်းမုံနဲ့ပိုးမွားကျန်းကျင်သူဖြစ်တဲ့ Barbara Rusta နဲ့အတူဒီသူတေသနာတွေကိုလှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်ရှင်။ SMR ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။